တော်ရင်မျိုးနွယ်စုကဗြိတိရှ်အင်ပါယာကိုလက်စားချေတဲ့အခါလွတ်လပ်ပေါ်ပါစွာနေတတ်တဲ့လူရွယ်နှစ်ဦးဟာအချစ်ဆုံးတငယ်ချင်းတွေဖြစ်လာခဲ့ကြပြီမဲ့ကြီးမားတဲ့တာဝန်နဲ့ရည်မှန်းချက်တွေကြောင့်အချင်းချင်းတိုက်ခိုက်ရပါတော့တယ်။ဒါပေမဲ့လည်းအဲ့ဒီတိုက်ခိုက်မှုတွေနဲ့ပဲသူတို့ရဲ့တန်ရုံးစင်တွေပိုခိုင်မာလာခဲ့ပြီးနောက်ပိုင်းမှာတော့နှစ်ယောက်ပေါင်းပြီးသက်စွန့်စံပြားစွန်စားကန်းတွေဖွင့်ခဲ့ကြပါတော့တယ်။ 1920ခုနှစ်အိန္ဒိယနိုင်ငံကိုဗြိတိရှအစိုးရအုပ်ချုပ်နေစဉ်အခါကမျိုးသားမင်းစကော့နဲ့ဇနီးဖြစ်သူကက်သရင်းတို့ဟာအာဒီလာဘတ်တောအုပ်ထဲကိုတွားရင်းမာလီဆိုတဲ့ကလေးလေးတယောက်ကိုတွေ့ခဲ့ကြပါတယ်။မာလီယာတချင်းဆိုအရန်ကောင်းတာကြောင့်ကက်သရင်းကအရန်သဘောကျသွားခဲ့တယ်။သူမရဲ့နောက်လိုက်တဦးကအသက်ပြအနေငယ်ကိုပြစ်ချပေးလိုက်တဲ့အခါမှာမာလီရဲ့မိဘတွေဟာတမီးလေးတချင်းဆိုကောင်းလွန်တာကြောင့်စုငွေပေးတယ်လို့ပဲထင်ခဲ့ပြီးလက်အုပ်ချီပြီးတော့ဂျေဇူးတင်စကားတွေပြောနေခဲ့ပေမဲ့ ကက်သရင်းကမာလီကိုသူနဲ့အတူအထမခေါ်ဆောင်သွားတာကိုတွေ့လိုက်ရပါတယ်။မာလီရဲ့မိခင်ဖြစ်သူကငိုကြီးချက်မနဲ့လက်အုပ်ချီပြီးအနူးညွတ်တောင်းပန်ခဲ့ပေမဲ့လည်းအကြောင်းမထူးခဲ့တာကြောင့်သူမဟာကားရှိဘင်းကိုဖတ်ပြီးတမီးလေးကိုပြန်ပေးဖို့ငိုယူတောင်းပန်နေခဲ့ပါတယ်။ဗြိတိရှစစ်ဘိုတယောက်ကဒါကိုမြင်ပြီးမာလီရဲ့မိခင်ကိုတနတ်နဲ့ပြစ်တတ်ဖို့ပြင်နေစမှာစကော့ကားဘော်ကဆင်းလာပြီးတားမြစ်လိုက်တယ်။သူကစိတ်ကောင်းဝင်လာပြီးအခုလိုဝင်တားခဲ့တာတော့မဟုတ်ခဲ့ဘူး။ ကြီးစံတထောင်ဟာဒီတော်တွေကလူနုံလူအတွေထက်ပူတန်ဖို့ရှိတယ်လို့ပြောပြီးတနတ်ကိုမတုံးဖို့တားမြစ်ခဲ့တာပါအဲ့ဒီစစ်ဖို့လဲတနတ်ကိုပြန်သိမ်းပြီးအနီးနားကတစ်ပိုင်းတစ်ပိုင်းကိုကောက်ကာမာလီရဲ့မိခင်ကိုရိုက်ချလိုက်ပါတော့တယ်ဒေလီမျိုးတော်ကြီးရဲ့ရဲဌာနချုပ်တခုကိုအိန္ဒိယပြည်သူပြည်သားတို့ဟာအင်အားအလုံးကြီးနဲ့ဝန်းရံထားကြပြီးဖမ်းထားတဲ့ပြည်သူခေါင်းဆောင်ကိုလွှတ်ပေးဖို့ဆန္ဒပြတောင်းဆိုနေကြပါတယ် ရဲမှုကြီးကအထက်ကိုဆက်သွယ်ပြီးစစ်ကူတောင်းဆိုနေခဲ့ပေမဲ့နောက်ကျနေခဲ့ပါပြီ။မြားပြားလာတဲ့လူလူကြီးဟာခြံစည်းကိုတွန်းဖြိုနေကြပြီးအဆောင်တပ်သားများဟာလည်းကြောက်လန့်နေကြပါတယ်။ထို့ထဲမှာ RAM လို့အမည်ရတဲ့ရဲသားတူကတော့မကြောက်မလန့်တဲ့ခြံစည်းကိုတွန်းဖြိုနေကြတဲ့သူတွေကိုစိုက်ကြည့်နေတယ်။ထို့အချိန်မှာပဲပြည်သူတွေတဲကဂဲတလုံးကလွင့်ထွက်လာခဲ့ပြီးရဲစခန်းတွေကမျိုးစားရဲ့ဓာတ်ပုံကိုတဲ့တဲ့မှန်ပါတယ်။ ဒါကိုမြင်တဲ့ရဲမှူးကြီးကဒေါသထွက်ပြီးတော့ဂဲနဲ့ပြစ်တဲ့သူကိုမိအောင်ဖမ်းဖို့အမိန့်ထုတ်လိုက်တယ်ဆိုရင်ပဲရမ်မာချက်ချင်းခြံစည်းရိုးကို ခုံပြန်ကြော်တက်ပြီးပြည်သူကြားထဲကိုခုံဆင်းသွားပါတော့တယ်။လူအုပ်ကြီးတွေရောက်ပြီးအားလုံးရဲ့ဝိုင်းတိုက်ခိုက်မှုတွေကိုခုခံရင်းသူဟာဂဲပြစ်သမားကိုရအောင်လိုက်ဖို့ခက်ခက်ခဲခဲအားထုတ်နေပါတယ်။မကြာခင်မှာပဲလူအုပ်ကြီးတွေကထွက်လာနိုင်ခဲ့ပြီးဒါကိုမြင်တဲ့ဂဲပြစ်သမားဟာအခြေအနေမကောင်းတာကြောင့်လစ်ပြေးဖို့ပြင်ဆင်ပါတယ်။ အထက်ရာရှိတွေကလည်းရမ်ရဲ့ရဲစွမ်းတက်တီနဲ့တိုက်ရိုက်ခိုက်ရီကိုအန်အော်ကြီးကြည့်နေကြတယ်။မကြခင်မှာပဲဂဲပစ်သူကိုဖမ်းခေါ်လာပြီးရဲမှူးရှိမှပြစ်ချလိုက်တယ်။အားလုံးထိတ်လန့်အန်အော်နေချိန်မှာပဲလူအုပ်ကြီးရဲ့တိုက်ခိုက်မှုတွေကြောင့်ဒဏ်ရာပရဘွားနဲ့ဖြစ်နေတဲ့ရမ်မှာသူ့ရဲ့ပုံမှန်နေရာကိုပြန်သွားပြီးတရိနေထားနဲ့ရက်နေလိုက်ပြန်ပါတယ်။သူ့ရဲ့ရဲစွမ်းတက်တီတွေကြောင့်အထက်ရာရှိတွေအားလုံးအန်အော်နေသလိုပြည်သူများဘက်မှလည်းမကြခင်မှာလူစုခွဲပြီးပြန်သွားကြတော့တယ်။ ရမ်ဟာဒီလိုထက်မြက်ရက်ဆက်ပြီးထူးချွန်တဲ့ရဲတယောက်ဖြစ်ခဲ့ပေမဲ့နှစ်စဉ်ယာရူတိုအခမ်းအနားမှာသူ့နာမည်တခါမှမပါခဲ့ပါဘူးနှစ်စဉ်ထူးချွန်ရဲသား၃ဦးရွေးချယ်ပြီးယာရူတိုပေးလေးရှိပြီးတော့ရမ်ကအဲ့ဒီအထဲမှာမပါဝင်ရတဲ့အကြောင်းရင်းကတော့သူဟာအိန္ဒိယနိုင်ငံသားဖြစ်နေလို့ပါပဲတနေ့မှာတော့အိန္ဒိယအရာရှိတအူးကမျိုးစားရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ကတဆင့်သူတို့မတရားဖမ်းဆီးခေါ်ဆောင်လာတဲ့မာလီဆိုတဲ့ကလေးကိုတိုင်းရင်းသားမျိုးနွယ်စုတွေကိုပြန်ပေးလိုက်ဖို့နဲ့ အဲ့ဒီမျိုးနွယ်စုဟာငိမ့်ချန်းစွာနေတပ်ပြီးသူ့မျိုးနွယ်ကိုအလွန်ချစ်တတ်တဲ့အမျိုးဖြစ်တာကြောင့်ပြန်မပေးခဲ့ရင်ရေစုံမြေစုံထိလိုက်ပြီးရက်ဆက်စွာလက်တုံပြန်မှုတွေကိုခံစားကြရလိမ့်မယ်လို့သတိပေးစကားပြောဆိုခဲ့ပါတယ်။ဒါပေမဲ့အတိုင်းအမြန်ကြီးကတောချုံကြားကအဆိုပါမျိုးနွယ်စုတေးသေးလေးဟာသူတို့ရဲ့နေမဝင် Empire ကြီးကိုဘာများလုံနိုင်လိမ့်မလဲလို့ပြောပြီးမာလီလေးကိုပြန်ပို့ပေးဖို့ညှင်းဆန်လိုက်ပါတယ်။တော်ရင်းကတဏီယာမှာတော့ဘန်လို့အမည်ရတဲ့မျိုးနွယ်စုတွေကလူစွန်စားတအူးဟာ သူ့ကိုယ်ပေါ်ကိုသွေးတွေလောင်းချနေပြီးကြားစိုးတကောင်ကိုမြားခေါ်လာပြီးတော့ထောင်ချောင်းနဲ့ထောင်ဖမ်းလိုက်ပါတယ်။ကြားစိုးကြီးဟာအင်အားအလွန်ကြီးတာကြောင့်ထောင်ချောင်းကြီးပြုတ်ထွက်သွားခဲ့ပြီးကြားစိုးနဲ့သူရင်ဆိုင်တိုက်ခိုက်ရပါတော့တယ်။အတန်ကြာတပ်ပုတ်ပြီးတဲ့နောက်မှာဗန်ရဲ့မေဆေးမိပြီးကြားစိုးလဲကျသွားခဲ့တယ်။သူဟာအဲ့ဒီကြားကိုမတတ်ခဲ့ပဲတစုံတစ်ခုအတုံးချဖို့ဖမ်းခဲ့တာဖြစ်ပါတယ်။ပြီးတော့သူတို့အဖွဲ့ဟာမာလီကိုလိုက်ရှာနေခဲ့ကြတာဖြစ်ပြီး အခုဆိုဒေလီမျိုးတွေရောက်တာ6လတောင်ကြာခဲ့ပြီဖြစ်ပေမဲ့မာလီရဲ့အရေးအယောင်တောင်သူတို့ရှာမတွေ့ကြသေးပါဘူး။ဗန်ဟာမျိုးရင်းမှာဆိုင်ကယ်ပြင်ဆိုင်တစ်ခုမှာအလုတ်ဝင်လို့ရင်းသူ့ကိုလည်းဘယ်သူမှမရိပ်မိစေဖို့အားနည်းသူတအူးလိုအနှိမ့်ဆက်ခံပြီးနေနေခဲ့တာပါ။တရက်မှာဗြိတိရှားစစ်ဗိုလ်တို့ဆိုင်ကယ်လာပြင်ခဲ့ပြီးဗန်လဲစစ်ဆေးကြည့်တဲ့အခါဆိုင်ကယ်ကဘာမှပြတ်နေတာမဟုတ်ဘဲဘက်ထရီကျိုးမှားတက်မိတာသာဖြစ်တာကြောင့်ချက်ချင်းပြင်ပြီးဆက်နှိုးပြလိုက်ပါတယ်။ ဒါကိုအဲ့ဒီစစ်ဘိုးကရှက်ရမ်းရမ်းပြီးဘန်ကိုအပြစ်ရှာပြီးရိုက်နှက်သွားခဲ့တာကိုလည်းဘာမှပြန်လို့မရခဲ့ပါဘူး။တနေ့မှာတော့တော်ရင်မျိုးနယ်စုကလူများဒေးလီမျိုးအတွင်းကိုရောက်နေပြီးဖြစ်ကြောင်းဗြိတိရှားအဖွဲ့သတင်းရရှိခဲ့ပြီးမျိုးသားကြီးစကော့ကိုဒုက္ခမပေးနိုင်စေဖို့သူတို့အ мян ဖြည့်ရှင်းဖို့တိုင်ပင်နေကြပါလေ။ဒါပေမဲ့အဲ့ဒီသူတွေဟာတော်ရင်မှာလာကြတာဖြစ်တဲ့အတွက်သူတို့နဲ့ပတ်သက်တဲ့ဘာအချက်အလက်မှမရှိတာကြောင့်အလွန်အကျက်ရိုက်နေကြပါလေ။ ဒါကြောင့်ကက်သရင်းကအဆိုပါတော်ရင်မျိုးနွယ်စုများကိုဖမ်းဆီးပေးနိုင်သူဘသူကိုမဆိုယာရုချက်ချင်းတိုးပေးမယ်လို့ပြောလိုက်ပါတယ်။ဒီအခါမှာရမ်မျက်စီကနေသူတို့ကိုအသေးဖမ်းရမလားအရှင်ဖမ်းရမလားလို့မေးတဲ့အတန်ချက်ချင်းထွက်လာခဲ့ပါတယ်။အားလုံးကရမ်ကိုဒီလိုယုံကြည်မှုအပြည့်နဲ့ပြောရဲသူဟာဘယ်သူများပါလိမ့်လို့တွေးနေကြစေမှာရမ်ရဲ့အထက်ရာရှိများကအခုလိုအလုံမျိုးကိုအောင်မြင်အောင်လုပ်နိုင်မဲ့သူရှိခဲ့ရင်အဲ့ဒီသူဟာရမ်ပဲဆိုတာသိကြတယ်လို့ကက်သရင်းကိုပြောလိုက်ပါတယ်။ ရမ်ကအရင်ကစလို့တော်ရင်မျိုးနွယ်စုကိုရှာဖို့အစီအစဉ်တွေချမှတ်ပါတော့တယ်။သူရဲ့အစီအစဉ်ကတော့သူဟာမျိုးသားကြီးစကော့ကိုစန့်ကျင်တဲ့သူအဖြစ်ဟန်ဆောင်ပြမှာဖြစ်ပြီးဒီလိုလှုပ်ချင်းအဖြစ်မျိုးသားကိုမုံတီးသူတွေသူ့စီရောက်လာနိုင်ပြီးတော့အဲ့ဒီသူတွေအဲမှာတော်ရင်မျိုးနွယ်စုရဲ့လူတွေလဲတေချာပေါက်ပါဝင်လာလိမ့်မယ်လို့သူကတွတ်ထားတာပါ။ဂျပန်မှာတော့ဘန်ဟာဒေးလီတစ်မျိုးလုံးမှာမာလီကိုရှာမတွေ့ခဲ့တာကြောင့် မျိုးစားကြီးရဲ့နန်းတော်အတွင်းကိုအလौဒမားဖြစ်ရုတ်ဖြတ်ပြီးဝင်ရောက်စုံစမ်းစီဖို့သူ့လူတယောက်ကိုလွှတ်လိုက်ပါတယ်။ဒါပေမဲ့အဆောင်ကမှတ်ပုံတင်တောင်းကြည့်တာကြောင့်မှတ်ပုံတွေမရှိတဲ့သူ့အတွက်ပြဿနာတက်ပါတော့တယ်။မှတ်ပုံတွေကိုမေးလာကြောင်ပြောတဲ့အခါမှာတော့အဆောင်ကသူ့ကိုရိုက်နှက်နေစဉ်အတွင်းမှာအထက်တန်းမျက်နှာဖြူမိန်းကလေးတူဝင်ရောက်ဟန်တားခဲ့ပြီးအဆောင်စစ်သားကိုစုပုကျိမ်းပေါက်လိုက်ပါတယ်။ဒီအခါမှာဘန်ကထိုနန်းတော်အတွင်းကိုလွယ်ကူစွာဝင်ရောက်နိုင်စေဖို့ တနာကျင်နာဓာတ်ပုံရတဲ့အဲ့ဒီမိန်ကလေးနဲ့ရင်းနှီးမှုရအောင်ကြိုးစားဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီမိန်ကလေးဟာမျိုးသားကြီးစကော့ရဲ့တူမဖြစ်ပြီးဂျင်းနီလိုအမည်ရပါတယ်။တဖက်မှာတော့ရမ်ကတော်လှန်ရေးသမားများနဲ့ဆက်သွယ်ပြီးအဲ့ဒီအစည်းအဝေးတွေမှာသူဟာတနေ့မှမျိုးသားစကော့ကိုရအောင်တတ်ပြမယ်လို့ကြွေးကြော်ပြပါတယ်။ဒါပေမဲ့သူ့စကားကိုဘယ်သူမှအလေးမထားကြပါဘူး။အเจ้าကစကော့ကိုတတ်ဖို့ဆိုတာလွယ်ကူလှတဲ့အလုပ်တစ်ခုမဟုတ်လို့ပါပဲ။ ဒါပေမဲ့လက်ချူးလို့အမည်ရတဲ့လူတယောက်ကတော့စိတ်ဝင်တစားနဲ့လာရောက်မေးမြန်းခဲ့ပါတယ်။သူဟာတော်ရင်မျိုးနွယ်စုအဖွဲ့တဲကဖြစ်ပြီးရမ်မြက်အကွက်ထဲကိုစိုက်စိုက်မြက်မြက်ကြီးဝင်မိသွားတာပဲဖြစ်ပါတယ်။လက်ချူးဟာရမ်ကိုသူ့အဖွဲ့ဝင်တွေနဲ့တွေးဆုံစေဖို့ခေါ်သွားတဲ့အချိန်မှာတနေရာမှာရမ်မာရဲရာရှိတအူးဖြစ်တာကိုသူရိပ်မိသွားခဲ့ပြီးအ мян ထွက်ပြေးလာခဲ့ပါတယ်။ရမ်ကလည်းအလွန်မပေးပဲအသေးအံလိုက်ခဲ့ပေမဲ့လက်ချူးဟာလူအုပ်ကြီးတဲ့ကိုတိုးဝင်ပျောက်ကွယ်သွားခဲ့ပါလေ သူဟာဘန်စီကိုရောက်လာတဲ့အခါမှာသူ့ကိုရဲတအူးကလှည့်စားပြီးသူတို့အဖွဲ့စီလာဖို့ကြိုးစားတဲ့အကြောင်းပြောပြလိုက်ပါတယ်။ဘန်ကရဲတွေမြင်ဘူးသွားပြီးဖြစ်တဲ့လက်ချူးကိုအခြားနေရာတစ်ခုမှာခိတ္တမျှသွားရှောင်နေစေပါတယ်။တရက်မှာလောင်စာစီတင်ဆောင်လာတဲ့ယထာတစင်းဟာတရားတစ်ခုပေါ်မှာမတော်တဆပေါက်ကွဲမှုဖြစ်ခဲ့ပြီးအဲ့ဒီအနီးနားကလေတစ်ခုမှာခလီတစ်ယောက်ရှိနေခဲ့ပါတယ်။ပေါက်ကွဲမှုတွေကြားမီးတဟုန်ဟုန်တောက်နေတဲ့အထဲကိုဘယ်သူမှဝင်ကယ်ဖို့မရေကြပါဘူး။ ဒါကိုမြင်တဲ့အခါဘန်နဲ့ရမ်တို့ဟာနှစ်ဦးသားအချက်ပြပြီးခလေးကိုကယ်ဖို့စ조사ကြပါလေ။သူတို့ဟာကြိုးတစ်ခုတည်းကိုတယောက်တစ်ဖက်ကင်ပြီးတရားပေါ်ကနေခုံချသွားကြပါလေ။ဘန်ကခလေးလက်ကိုလှမ်းဆွဲပြီးတစ်ဖက်ကခုံဆင်းလာတဲ့ရမ်ကိုပြစ်ပေးလိုက်တယ်။ရမ်ကခလေးကိုဖမ်းပြီးသူ့လက်ထဲကရေစွတ်ထားတဲ့အလံကိုဘန်ကိုပြစ်ပေးလိုက်တယ်။သူတို့ဟာခလေးကိုစွန့်စားကယ်တင်ခြင်းအောင်မြင်ပြီးတဲ့နောက်မှာတော့နှစ်ဦးသားခင်မင်ရင်းနှီးသွားကြပြီးအချိန်ကြာလာတဲ့အခါမှာအချစ်ဆုံးတငယ်ချင်းတွေဖြစ်သွားကြပါတော့တယ်။ တယောက်ကြောင်းတယောက်မသိကြပဲခင်မင်လာကြပြီးတော့ဘန်ဟာမာလီကိုလိုက်ရှာနေစဉ်အချိန်မှာပဲရမ်ကလည်းလက်ထူးရဲ့ပုံစံတူစာရွက်လေးနဲ့သူ့တာဝန်ကိုသူထမ်းဆောင်နေပါတယ်။တနေ့မှာတော့ဘန်ကရမ်ကိုစိုင်ကယ်နဲ့လိုက်ပို့ပေးတဲ့အချိန်မှာရမ်လိုက်ရှာနေတဲ့သူရဲ့ပုံကိုတောင်းကြည့်ပါတယ်။ရမ်ကသူ့စက်ကူလေးကိုဖြည်းဖြည်းချင်းဖြွင့်ပြနေတဲ့အချိန်မှာလေးတိုက်ပြီးအဲ့ဒီစက်ကူလွင့်သွားခဲ့တယ်။အဲ့ဒီအချိန်မှာဘန်ကဂျင်းနီကိုမြင်တွေ့လိုက်ပြီးစူးစိုက်ကြည့်နေခဲ့တယ်။ ဗန်ရဲ့အကြည့်တွေကဂျင်းနီကိုစိတ်ဝင်စားနေကြောင်းရိပ်မိလိုက်တဲ့ရမ်ကဂျင်းနီလာမဲ့လမ်းမှာတန်တွေကျဲထားလိုက်တယ်။ကာဘိန်ပေါက်သွားတဲ့အခါယူသားတဲ့ဗန်ကအဲ့ဒီနားမှာကာဘိန်ဖားတဲ့နေရာရှိပြီးအချိန်ခဏအတွင်းဘိန်းဖားပြီးနိုင်ကြောင်းနဲ့ရမ်ကိုလိုက်ပို့ခိုင်းလို့ရတဲ့အကြောင်းအမှန်တိုင်းသွားပြောပါရယ်။ဒါပေမဲ့ဂျင်းနီကဟိန္ဒူဘာသာစကားနားမလဲတာကြောင့်အင်္ဂလိပ်စကားတတ်သူရမ်ကကာဘိန်ဖားဖို့အချိန်အများကြီးယူရမှာဖြစ်ပြီးကားကိုစိုက်မှထားခဲ့ကဗန်ကိုလိုက်ပို့နိုင်ကြောင်းဝင်ပြောလိုက်ပါရယ်။ ဗန်ကဂျင်းဒီကိုလိုက်ပို့ရင်လမ်းခုလက်မှာသူမကဈေးတစ်ခုမှာရက်စီပြီးအဝတ်အစားများဝယ်ယူပါတယ်။ဗန်ကသူ့ကိုနန်းတော်ထဲကိုခေါ်သွားဖို့လက်ဟန်ချီရန်နဲ့လှုပ်ပြပေမဲ့ဂျင်းဒီကနားမလည်ခဲ့ပါဘူး။တနည်းအားမှာဂျင်းဒီကအမျိုးသမီးငယ်အဝတ်ထည်များကိုဝယ်ယူဖို့ရွေးချယ်နေပြီးမာလီရဲ့နာမည်ကိုပါပြောလာတဲ့အခါမှာတော့ဗန်ကနန်းတော်ထဲကမာလီအတွက်လက်ကောက်တကွင်းကိုကိုယ်တိုင်လှုပ်ပြီးဂျင်းဒီကိုပေးခဲ့ပါတယ်။ ကလေးရွယ်စားလက်ကောက်ကိုမြင်ရတဲ့ဂျင်းဒီကမာလီအတွက်ဆိုတာတက်အပ်သိလိုက်ပြီးစိတ်ကောင်းရှိတဲ့ဘန်ကိုခင်မင်စိတ်နဲ့သူ့ရဲ့ပါတီပွဲကိုတက်ရောက်ဖို့အတွက်ဖိတ်စာတစ်စောင်ကမ်းပေးခဲ့ပါတယ်။အဲဒီနောက်မှာတော့ဂျင်းဒီဟာမာလီကိုသူ့ဝယ်လာတဲ့အဝတ်အစားတွေပေးခဲ့ပေမဲ့မာလီကဝမ်းတာဟန်မပြခဲ့ပါဘူး။ဒါပေမဲ့ဘန်ကိုတိုင်းလှုပ်ပြီးပေးလာတဲ့လက်ကောက်လေးကိုတွေ့တဲ့အခါမှာတော့မျက်ရည်ကျမတက်ဝမ်းတာနေခဲ့ပါတယ်။ဘန်အင်ကိုပြန်ရောက်လာတဲ့အခါရမ်ကဂျင်းဒီနဲ့အခြေအနေကိုမေးပါတယ်။ ဒီအခါမှာအင်္ဂလိပ်ဘာသာစကားမတတ်တဲ့ဘန်ကဂျင်းဒီကိုဘာမှမပြောခဲ့တာကြောင့်ပြန်ဖြေမတတ်ပဲရှိနေတယ်။ဘန်ရဲ့လက်ထဲကပါတီဖိတ်စာကိုတွေးလိုက်တဲ့အခါမှာတော့ရမ်ကသူ့ကိုတန့်ပြန့်စွာဝစ်စားစီရင်စေပြီးပါတီပွဲကိုခေါ်သွားခဲ့ပါတယ်။ပါတီပွဲရောက်တဲ့အခါမှာတော့ဘန်ကိုလှမ်းမြင်လိုက်တဲ့ဂျင်းဒီကအပြေးလေးကြိုးဆိုပါတယ်။အဲဒီနောက်မှာတော့ဂျင်းနီနဲ့အတူတွဲကနေကြပြီးဒါကိုမနာလို့ဖြစ်တဲ့မျက်နှာဖြူတယောက်ကဘန်ကိုခြေထိုးခံလိုက်တာကြောင့်သူ့မှောက်ကျသွားပါတယ် အဆိုပါမျက်နှာဖြူကြီးက အရှိတိုင်းသားတွေကိုနှိမ်ချစကားပြောဆိုပြီးလှောင်ပြောင်ကြီးမောနေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲရမ်စီကနေဘုံတီးတံတွေစူညံစွာထွက်ပေါ်လာပြီးသူတို့တငယ်ချင်းနှစ်ဦးအိန္ဒိယအကကိုမြူးကြွစွာကာခုံပြလိုက်ပြီးအားလုံးကနှိမ့်ချစွာနဲ့အားပေးခဲ့ကြပါတယ်။အကလွန်ပြီးအပြန်မာတော့ဘန်ဂိုရန်ကဂုံပိုးပြန်လာခဲ့ရပါတယ်။ဒါပေမဲ့ဂျင်းနီကနောက်ကလိုက်လာခဲ့ပြီးဘန်ဂိုကားနဲ့တင်ခေါ်သွားခဲ့ပါတယ်။ သူမကဘန်ကိုသူမအိမ်မှာကော်ဖီတောက်ပြီးမှအိမ်ပြန်ပို့မယ်လို့ဆိုလာခဲ့တာကြောင့်စံအိမ်တော်ကြီးတဲကိုဝင်ကျင်နေတဲ့ဘန်အတွက်အဆင်သင့်ဖြစ်သွားရပါတယ်။ဂျင်းနီယယ်ကထွက်သွားခဲ့တာကိုငေးကြည့်နေတဲ့ရမ်က ကားပြင်ဆိုင်ကပါလာတဲ့ဆေးရောင်ကိုကြည့်ပြီးလက်ချူးရဲ့လက်မှာလည်းအဲ့ဒီဆေးရောင်မျိုးစွန်းထင်းခဲ့တာကိုတတိယခဲ့ပါတယ်။ဒဲလွန်စာအတိုင်းလိုက်သွားပြီးရှာဖွေတဲ့အခါမှာလက်ချူးကိုဖမ်းမိခဲ့ပါတယ်။ဘန်ကနန်းတော်ကြီးတဲကိုဝင်လာခဲ့တဲ့အချိန်မှာတင်းကျပ်တဲ့အဆောင်ကျပ်များနဲ့ တိကျတဲ့လုံခြုံရေးစနစ်ကိုတွေ့ရတဲ့အခါဒီလိုနေရာကခလီတယောက်ကိုတိတ်တဆိတ်ခေါ်ထုတ်သွားနိုင်မှုဆိုတာမဖြစ်နိုင်တလို့ရှိတာကိုအကဲခတ်မိတယ်။အဲကမ်းမှာရောက်လာကြပြီးခနာအတွင်းမှာပဲဘန်က မာလီရဲ့တချင်းဆိုတန်ကိုကြားလိုက်ရတယ်။သူကဂျင်းနီကိုအစားအစာတစ်ခုခုတွားယူစီပြီးတချင်းတန်အတိုင်းလိုက်ရှာကြည့်တဲ့အခါမာလီကိုရှာတွေ့ခဲ့ပါတယ်။ဒါပေမဲ့အခုချိန်မှာခေါ်ထုတ်သွားဖို့မဖြစ်နိုင်သေးတာကြောင့်မာလီကိုတေချာပေါက်လာကဲထုတ်ပေးမယ်အကြောင်းကတိပေးပြီးပြန်လာခဲ့ရပါတယ်။ ပြန်ရောက်တဲ့အခါမှာမာလီကိုရှာတွေ့ခဲ့ပြီးဖြစ်ကြောင်းသူ့အဖွဲ့တွေကိုပြောလိုက်ပြီးမာလီဟာတန်လောင်ရင်တစ်ခုထဲမှာတယောက်တည်းငိုယိုပြီးကြံခဲ့ရတယ်လို့ဝမ်းနည်းစွာပြောနေပါတယ်။အဲ့ဒီအချိန်မှာရမ်ကလက်ချူးကိုနှိပ်ဆက်ပြီးသူ့အဖွဲ့တွေရဲ့နေရာကိုမေးမြန်းနေပါတယ်။ခဏကြာမှလက်ချူးကမွေးတကောင်ကို မြင်လိုက်ပြီးဖမ်းထားလိုက်ပါတယ်။ရမ်ကသူ့အနာကိုရောက်လာချိန်မှာရမ်ကိုမွေနဲ့ပြစ်ပေါက်လိုက်ပြီးမွေကရမ်ကိုကိုက်လိုက်ပါတယ်။ လက်ထူးကအဲ့ဒီမူရအလွန်အစိတ်ပြင်းပြီးဖြည့်စည်းမရှိတာကြောင့်နောက်တနအီတွင် RAM သေးဆုံးရလိမ့်မယ်လို့ပြောလိုက်တဲ့အခါ RAM ကသူ့ရဲ့ဓာမြောင်ကိုထုတ်ယူပြီးလက်ထူးရဲ့နောက်ပြန်ကျိုးကိုဖြတ်ပြီးလှုပ်ပေးလိုက်ပါတော့တယ်။တစ်ဖက်မှာ Ban ကမာလီကိုကယ်ထုတ်ဖို့စီစဉ်မှုတွေပြုလုပ်ပြီးပြန်လာခဲ့ချိန်မှာလမ်းဘေးတနေရာမှာမွေစိတ်တက်ပြီးလဲနေတဲ့ RAM ကိုတွေ့လိုက်ရပါတယ်။ ဘန်ကရမ်ဟာပြင်းထန်တဲ့မွေစိတ်မိလာတာကိုချက်ချင်းသိလိုက်ပြီးသူ့ရဲ့တော်ရင်သားမျိုးနွယ်ရဲ့ကုထုံးနဲ့ကုတပြီးတော့သူ့ရဲ့လက်ဖွဲ့ကျိုးကိုရမ်ရဲ့ကိုဘော်ကိုဆွဲထားပေးလိုက်ပါတယ်။ရမ်ကအဲ့ဒီလက်ဖွဲ့ကျိုးကိုလက်ချူးစီမှာမြင်ခဲ့တာကြောင့်ဘန်ဟာသူ့လိုက်ရှာနေသူဖြစ်တဲ့ကြောင်းသိသွားခဲ့ရပါပြီ။ဘန်ကသူ့ကိုအတန်ငယ်တတ်တအောင် ကုတပေးခဲ့ပြီးအမှန်တရားကိုဖွင့်ပြောခဲ့ပါတယ်။အကြောင်းကအခုသူ့ရဲ့မာလီကိုကယ်ဆယ်မဲ့စစ်စင်ရေးမှာအသက်ရှင်ပြန်လာနိုင်မှုမသေးကြတာကြောင့် အခြေဆုံးတငယ်ချင်းကိုအမှန်တိုင်းပြောသွားခဲ့တာဖြစ်ပါတယ်။ပြောပြီးတဲ့နောက်မှာဘန်က သူ့ရဲ့ကယ်ဆယ်ရေးအစီအစဉ်စတင်ဖို့ထွက်သွားခဲ့ပါတယ်။ရမ်ကတော့သူမဖြစ်မနေဖမ်းမဲ့သူဟာသူ့ရဲ့အခြေဆုံးတငယ်ချင်းဖြစ်နေရတာကြောင့်လွန်စွာစိတ်ထိခိုက်ပြီးကြံခဲ့ပါတယ်။မိတ်ဆွေတငယ်ချင်းနဲ့ယာရူးတိုးမှုကြားဘယ်အရာကိုရွေးချယ်ရမလဲဆိုတာသူဝေဝါးနေရပါပြီ။တဖက်မှာတော့ဗန်နဲ့အဖွဲ့ဟာကုံကားကြီးတစည်းနဲ့နန်းတော်ရဲ့တကားကိုတိုက်ဖြတ်ပြီးအတွင်းကို ဝင်သွားခဲ့ပါတယ် အဲ့ဒီနောက်မှာတော့ကားတွေကတော်ရိုင်းတရိတ်ဆန်ဘောင်းစုံလွှတ်ထုတ်လိုက်ပြီးအခြေအနေတွေကိုရှုပ်ထွေးအောင်ဖန်တီးလိုက်ပါတယ်။သူကတပ်သားများနဲ့တရိတ်ဆန်များကိုပါတိုက်ခိုက်နေရချိန်မှာကက်သရင်းကမာလီကိုနန်းတော်အတွင်းပိုင်းကိုဖမ်းခေါ်သွားတာကိုမြင်လိုက်ရပါတယ်။သူကလိုက်ဝင်သွားဖို့ဟန်ပြင်းနေစင်မှာပဲယူနီဖောင်းပြည့်နဲ့ရန်ရောက်လာပြီးသူ့ကိုဖမ်းဖို့ကြိုးစားပါတော့တယ်။ဘန်ကသူဟာလူโซတူးမဟုတ်ပဲမတရားဖမ်းခေါ်ခံထားရတဲ့သူ့ရဲ့မျိုးနွယ်ဝင်ကလေးတယောက်ကိုလာကဲထုတ်တာပါလို့ရှင်းပြပေးမိမယ်။ ရမ်ကနားမဝင်တာကြောင့်နောက်ဆုံးမှာအချင်းဆုံးတငယ်ချင်းနှစ်ဦးရဲ့ပြင်းထန်တဲ့တိုက်ပွဲစတင်လာပါတော့တယ်။လက်ရည်ချင်းတူညီနေပြီးခွန်အားပလချင်းလည်းမကွာကြတဲ့သူတို့ရဲ့တိုက်ပွဲဟာအလွန်ပြင်းထန်နေပြီးတော့အရှုံးနိုင်မသေးကွဲပဲအချိန်တော်ကြာရှိနေပါတယ်။တချိန်မှာတော့ကြားတကောင်ဟာရမ်စီကိုပြေးခုံအုပ်ချိန်ကိုအခွင့်ကောင်းယူပြီးဘန်ကနန်းတော်အတွင်းပိုင်းကိုဝင်သွားခဲ့ပါတယ်။ရမ်ကလည်းကြားကြီးကိုတတ်ပစ်လိုက်ပြီးတော့သူ့နောက်ကိုလိုက်လာခဲ့တယ်။ ဗန်ဆွဲပေးခဲ့တဲ့လက်ဖွဲ့ကျိုးနဲ့သူ့လက်ကိုအချီခံလိုက်ရပြီးအဲ့ဒီခိုက်မှာတော့စကော့ကလည်းမာလီကိုတနတ်နဲ့ချိန်ထားပြီးအကြက်ကင်ခဲ့တာကြောင့်ဗန်တယောက်မတက်တာတော့ပဲအဖမ်းခံလိုက်ရပါတော့တယ်အဲ့ဒီအချိန်ကစပြီးရမ်ဟာသူ့ရဲ့ပြောင်မြောက်တဲ့စွမ်းဆောင်မှုအတွက်ယာရူးတိုးခံခဲ့ရပါတယ်။သူဟာလက်နက်တိုက်ကိုအုပ်ချုပ်ရသူအကြီးမှုတအုပ်ဖြစ်ခန့်အပ်ခံရပြီးဒါကလည်းနှိရှိလာများဆောင်ဆိုင်လာခဲ့တဲ့သူ့ရဲ့မျှော်လင့်ချက်တစ်ခုပဲဖြစ်ပါတယ်။ အဲ့ဒီမျောလင်းချက်ကိုအခြေဆုံးတငယ်ချင်းနဲ့လဲလှယ်ပြီးသူရယူခဲ့ရတဲ့အကြောင်းကတော့သူဟာတော်လန်ဤကောင်းဆောင်တအူးဖြစ်ပြီးတော့သူတို့ရဲ့လက်နက်အင်အားအခက်ခဲကိုဖြေရှင်းဖို့အခုလိုရဲတပ်ဖွဲ့ထဲမှာဝင်ရောက်လာခဲ့တာပဲဖြစ်ပါတယ်။အတိတ်ကာလတစ်ခုလုံးကဘာဘာလိုအမည်ရတဲ့အိန္ဒိယနိုင်ငံသားတအူးဟာဗြိတိရှစစ်သားတအူးဖြစ်ရှိနေခဲ့စဉ်မျိုးစားစကော့ရဲ့အိန္ဒိယသားတွေပေါ်နှိမ်ချဆက်ဆံမှုကိုမခံစားနိုင်တဲ့အဆုံးမှာတနတ်တလက်နဲ့ကြည်စံတစ်တာတစ်ခုကိုယူပြီး တပ်ထဲကထွက်ပြေးလာပြီးတော့တော်လိုင်းတပ်ဖွဲ့ထူထောင်ခဲ့ပါတယ်။ဘာဘာရင်အနာရဆုံးစကော့ပြောလေးရှိတဲ့စကားတခွန်းကအခုလိုဖြစ်ပါတယ်။ဒီဂျီဆန်ကအင်္ဂလိပ်တွေရဲ့သင်းမောကနေပင်လယ်ခုနှစ်ဆင်းကိုဖျက်ကျော်ခဲ့ပြီးမှရောက်လာတာ။အိန္ဒိယနိုင်ငံသားတယောက်ရဲ့ဘဝထက်ဒီဂျီဆန်တထောင်ကပိုပြီးတန်ဖိုးကြီးတယ်ကွာ။အဲ့ဒါလိုပြောပြီးကိုမြတ်မဲအိန္ဒိယသားကိုတနတ်နဲ့မပစ်စေဘဲဆယ်ပေါင်တူကြီးနဲ့ထုသက်စေတာကိုသူအန်ကျိတ်ကြည့်ခဲ့ရဘူးပါလေ။ ဗမာရဲ့လေးကျင့်ပေးမှုအောက်မှာတပ်သားတွေဟာတိုက်ခိုက်ရေးပညာတွေတက်ကျွမ်းလာပြီးမြဲသူတို့မှာတနက်အစ်စ်ကတော့ဗမာတပ်ထဲကယူပြေးလာတဲ့တလက်ပဲရှိပါတယ်တနေ့မှာဗမာရဲ့သားဖြစ်သူရမ်ဟာလေးကျင့်ရင်လုံနေစင်မှာပခုံးနာနေတာကိုတွေ့ရပြီးစစ်မေးတဲ့အခါမှာတော့တနက်အစ်စ်ကိုခိုးယူပြီးစမ်းသပ်ပစ်ခတ်ခဲ့ကြောင်းသိရပြီးတော့ကြည်စံအလကားဖြုံးတဲ့သားကိုဒေါသတကြီးရိုက်ဖို့ဟန်ပြေးနေစဉ်စီတာလို့အမိရတဲ့ကောင်မလေးတယောက်ကရှေ့ကဝင်ကာထားပြီး ရမ်မြက်ပြစ်ချက်ကအရန်ကောင်းတယ်လို့ဝင်ပြောလိုက်ပါတယ်။ဘာဘာကအဲ့ဒီပြစ်မှတ်ကိုလိုက်ကြည့်တဲ့အခါမှာတော့ကြည်စံဟာပြစ်မှတ်ရဲ့အလဲတဲ့တဲ့ကိုဖောက်ထွင်းထားတာကိုတွေ့ရပါတယ်။ပိုပြီးအန်ဩစီရာကရမ်ဟာအဲ့ဒီပြစ်ချက်ကိုအလွန်ဝေးလံတဲ့တောင်ကုန်းတနေရာကနေပြစ်ခဲ့တယ်ဆိုတာပါပဲ။ဒီအခါမှာရမ်ဟာတော်လန်ရေးအတွက်အရေးပါမယ့်သူဆိုတာဘာဘာလက်ခံပြီးမျှော်လင့်ချက်တွေသူ့အပေါ်ပုံထားလိုက်ပါတယ်။မကြခင်မှာနေချဲတပ်ဖွဲ့တွေရောက်လာပြီးသူတို့အားလုံးကိုဒရဇက်ပစ်ခတ်ပါတော့တယ် အဲ့ဒီခါမှာတနတ်တက်လက်ထဲရှိတဲ့ဘာဘာအဲ့ဒီတက်လက်ထဲနဲ့ပြန်လဲခုခံပြီးသူ့လူတွေကိုပြေးဖို့အချိန်ရသွားစီပါတယ်။ရုတ်တရက်ဘာဘာရဲ့ကြည်စံတွေကုံသွားချိန်မှာရမ်ဟာကြည်တစ်တာကိုပလူပြန်နေတဲ့ကြည်စံတွေကြားဆွဲပြေးလာခဲ့တာကြောင့်ဆက်လက်ခုခံနိုင်ခဲ့ပါတယ်။ဒါပေမဲ့တိတ်မကြခင်အချိန်မှာဘာဘာကိုတနတ်မှန်ပြီးသူ့ဆက်မပစ်နိုင်တော့တဲ့အခါရမ်ကတာဝန်ဆက်ယူလိုက်ပါတယ်။ဖခင်နီးတို့ပဲလက်ဖြောင့်လုံးနဲ့ရမ်ရဲ့ပြစ်ချက်တွေကြောင့်နေချက်တက်တွေခိတ္တများဆုတ်သွားကြပါတယ်။ ဒီအချိန်မှာဘာပါလဲဒံရာကြောင့်တေဆုံးကန်ဒီအချိန်ကိုရောက်နေခဲ့ပါပြီ။သူဟာရမ်ကိုအခုလိုပြောပါလေတွေ့တယ်မလားရမ်ရိုင်ဖယ်တစ်လက်ကြောင့်နေချဲဘယ်နှယောက်ကြသွားခဲ့တယ်လဲဆိုတာကိုတကယ်လို့လူတိုင်းသာဒီလိုလက်နက်တွေကင်နိုင်ခဲ့ရင်လွတ်လပ်ရေးဆိုတာနီးနီးလေးပဲအဖေကိုဂရိပေးပါတော်လန်ရေးတက်သားတိုင်းကိုဒီလိုလက်နက်တက်စင်ပေးပါမယ်လို့တိတ်မကြခင်မှာပဲနေချဲတက်သားတွေဟာနောက်တစ်ကြိမ်ထပ်ရောက်လာခဲ့ကြပါတယ်ဒါပေမဲ့ရမ်ရဲ့လက်ထဲမှာကြည်တောင်ပဲကြံပါတော့တယ် ဒါကြောင့်ဘဘာဟာသူ့ကိုမှဘုံတက်သွားပြီးနယ်ချဲတက်တွေကြားကိုပြေးဝင်သွားပါတယ်။ရမ်ကနောက်ကနေအဲ့ဒီဘုံကိုပြစ်ခွဲလိုက်ပြီးနယ်ချဲတက်တစ်ခုလုံးကိုတက်ပြစ်နိုင်ခဲ့ပါတယ်။လက်ရှိပြစ်ဆုံးပံကာလမှာတော့ရမ်ဟာယာဒူးတိုးခဲ့ပြီးနောက်သူ့ရဲ့ချစ်သူစီတာစီကိုစာနဲ့ဆက်သွယ်ပြီးသူတို့အစီအစဉ်အတိုင်းမကြခင်မှာတော်လိုင်းတက်သားတိုင်းကိုလက်နက်တက်ဆင်ပေးနိုင်တော့မှဖြစ်တဲ့အကြောင်းအကြောင်းကြားစာရေးပါတယ်။အရိစာထဲမှာဗန်ချောင်းကိုလည်းထည့်ရေးခဲ့ပြီးသူ့ရဲ့အချစ်ဆုံးတငယ်ချင်းပေါ်တစ္ဆာဖောက်လိုက်ရတဲ့အတွက် အလွန်နာကျင်တဲ့အကြောင်းတွေကိုပါဖွင့်ပြောပြထားခဲ့ပါတယ်။နောက်ရက်မှာတော့စကော့ဟာပြည်သူတွေအားလုံးရဲ့ရှေ့မှာဗန်ကိုနှိပ်စက်စေပါတယ်။စကော့ကိုစန်းကျင်သူအားလုံးရဲ့သွားရလမ်းကိုအားလုံးရှေ့မှာပြပြီးအကြောက်တရားရိုက်သွင်းတာလည်းဖြစ်ပါတယ်။ဗန်ကိုရိုက်နှက်ဖို့တာဝန်ယူရသူကရမ်ပဲဖြစ်ပြီးသူဟာဗန်ဒူးမထောက်မချင်းရိုက်နှက်နေရမှာဖြစ်ပါတယ်။ရမ်ကဗန်ကိုကြာဖို့နဲ့တစ်ချက်ပြီးတစ်ချက်အချက်ပေါင်းများစွာရိုက်နှက်ပေမဲ့ဗန်ကအန်ကျိတ်ခံနေပြီးလုံးဝဒူးမထောက်ခဲ့ပါဘူး။ ဂျာဂိုမြင်းနဲ့ကက်သရင်းကတန်ဆူးတွေပါတဲ့ဂျာဖို့အစ်တစ်ချောင်းကိုပစ်ချပေးလိုက်တယ်။အဲဒီလောက်ရက်ဆက်တဲ့လက်နက်နဲ့သူ့ရဲ့ချစ်တဲ့ငယ်ချင်းကိုမရိုက်ရက်တာကြောင့်ရမ်ကဒူးထောက်လိုက်ဖို့ပြောပေမဲ့ဘန်ကတေးသချင်းတစ်ပုတ်ကိုစုံကြီးနေပြီးလုံးဝဒူးမထောက်ပဲခေါင်းဆက်လက်မော့ထားနေစေပါ။တချက်ပြီးတချက်အန်ကျိပြီးခံနေတဲ့လူပေကြီးဘန်ရဲ့နှလုံးသားကိုဝိုင်းကြည့်နေကြတဲ့ပြည်သူတွေအားလုံးဥညွတ်အလေးပြုနေမိကြပါတယ်။ ဗန်ရဲကိုတွေကထွက်လာတဲ့သွေးတွေကိုကြည့်ပြီးအိန္ဒိယသားအားလုံးရဲ့ကိုတွေကသွေးတွေလဲစူဝေလာကြတယ်။ဗန်ကိုတစ်ချက်ရိုက်လိုက်တိုင်းသူတို့ရဲ့နှလုံးသားပေါ်ကိုလဲရိုက်ချက်ကြရောက်လာပြီးတဆက်ဆက်တုံပြီးနာကျင်နေကြရတယ်။နောက်ဆုံးမှာဗန်မေလဲကျသွားတဲ့အခါမှာတော့ပြည်သူအားလုံးဟာတန်ဆူးချိုးအကာရန်ကို အတင်းဝင်တိုးပြီးအသက်သေးမှာကိုမကြောက်ပဲအဆောင်တပ်သားများကိုဝင်ရောက်တိုက်ခိုက်တာကိုမြင်ရပြီးတော့စကော့ကြောက်စိတ်တွေဝင်သွားခဲ့ပါတယ်။ မကြခင်မှာပဲလက်နက်တွေရွှေ့ပြောင်းမဲ့အစီအစဉ်မှာ RAM ကိုကြီးကြပ်စေဖို့အမိန့်စာတစ်ခုရောက်လာခဲ့တယ်။ဒါဟာသူ့ရဲ့တော်လိုင်းရေးတပ်သားတွေစီကိုလက်နက်ရောက်နိုင်မှုအတွက်ရှားပါလို့နဲ့အခွင့်အရေးတစ်ခုပဲဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီနေ့ဟာသူ့ရဲ့ချစ်တငယ်ချင်းဘန်ကိုကွန်မြတ်မဲ့နေ့လည်းဖြစ်ပါတယ်။ဒီချိန်မှာတော့ RAM ဟာသူ့ဆယ်စုနှစ်တစ်ခုစာလောက်ကြိုးစားလာခဲ့တဲ့တာဝန်ကိုပြစ်ပြီးတငယ်ချင်းအသက်ကိုကယ်ဖို့ရွေးချယ်ခဲ့တယ်။အเจ้าကလွတ်လပ်ရေးမှာလက်နက်ထက်အရေးပါတာနောက်တစ်ခုကတော့ ဒီကနေ့မှာဘန်က သူတို့အားလုံးရှိမှပြတာသွားတဲ့စိတ်ဓာတ်ဆိုတဲ့အရာဆိုတာကိုရမ်တယောက်နားလေသွားခဲ့လို့ပါပဲဘန်ကိုကွမျက်မဲ့နေကိုရောက်လာတဲ့အခါမှာစကော့ကရမ်ကိုအရက်ဆက်ဆုံးနီးလန်းကိုတုံးပြီးတတ်ပေးဖို့တာဝန်ပေးခဲ့တယ်ရမ်ကဒီလိုလူတယောက်ရဲ့မျက်ဝန်းထဲမှာကြောက်လန့်တဲ့အရေးရောင်ပေါ်လာစေဖို့သူ အသေးအံရှာဖွေနေတဲ့မာလီဆိုတဲ့ကလေးမလေးရဲ့ရှေ့မှာတတ်ပြရမှာဖြစ်ကြောင်းအကြံပေးတဲ့အခါမှာစကော့လည်းသဘောတူလက်ခံခဲ့ပါတယ် ဂျားအပြင်ကိုဘန်ကိုကွတ်မြတ်ရမှာလူသူမနီးတဲ့နေရာတစ်ခုကိုရွေးချယ်တင်ကြောင်းမျိုးရင်းမှာကွတ်မြတ်ခဲ့ပါကအိန္ဒိယသားများအားလုံးစူပူအောင်ကြွလာနိုင်ကြောင်းပြောတဲ့အခါမှာလဲစကော့ကမငြင်းမိခဲ့ပါဘူး။ဒါကြောင့် Ramsey လိုက်တဲ့အကွက်သေးကိုလုံလုံလာလာကြီးစဉ်သက်မိသွားပါတော့တယ်။ခီးလန်းတနေရာအရောက်မှာသူတို့စင်သားတဲ့ထောင်ချောက်ကိုဖြုတ်ချလိုက်တဲ့အခါစကော့ရဲ့ကားဟာလေပေါ်မြောက်တက်သွားခဲ့ပါတယ်။ဒါပေမဲ့သတိရှိတဲ့စကော့ကတနတ်ကိုဖမ်းယူပြီး လျှက်တစ်ပြက်ပြစ်ချက်နဲ့ RAM ရဲ့ကားလဲတိမ်းမောက်ပြီး RAM လွင့်စင်သွားကတင်းငုံတစ်ခုနဲ့ဝင်ဆောင်မိပြီးတော့ဒဏ်ရာရသွားခဲ့ပါတယ်။အဲဒီအချိန်မှာမာလီကတောထဲကိုပြေးထွက်သွားခဲ့ပြီးတပ်သားတို့လိုက်ဖမ်းကြပေမဲ့ RAM ကနောက်ကလိုက်ပြီးတိုက်ခိုက်ပေးနေခဲ့တယ်။အဲ့ဒီချိန်မှာကျိုးစင်ဘော်ကဘန်ကလည်းသူ့ကျိုးကိုဖြီနိုင်ခဲ့ပြီးအဆောင်များကိုတိုက်ခိုက်ပြီးထွက်ပြေးဖို့ကြိုးစားပါတယ်။ RAM ကအဆောင်တွေရဲ့တနတ်တွေကိုကြိုတင်ဖြက်ဆီးထားတာကြောင့်သူတို့တနတ်တွေသုံးမရခဲ့ပါဘူး။ မာလီယာဘန်ကိုတွေ့သွားပြီးသူ့စီကိုပြေးလာနေတဲ့အချိန်မှာနေချက်တပ်သားတယောက်ရဲ့တနက်ကအသုံးပြုလို့ရသွားခဲ့ပြီးခလေးမလေးကိုပြစ်ဖို့ချိန်ရွယ်နေတာကိုရမ်ကနောက်ကနေလှမ်းပြစ်တက်လိုက်ပါတယ်။ဒါကိုပဲဘန်ကသူ့ကိုပြစ်တယ်ထင်ပြီးတစ်ပိုင်းတစ်ခုနဲ့ရမ်ကို အားရပါရလွှဲရိုက်ချပြီးထွက်ပြေးသွားပါတယ်။ကြံနေခဲ့တဲ့ရမ်ကသူ့စွမ်းအားရှိသမျှနဲ့နေချက်တွေကိုတိုက်ခိုက်ပြီးဘန်နဲ့မာလီလွတ်မြောက်စေဖို့အချိန်ဆွဲပေးနေခဲ့ပါတယ်။လာပေါင်းများစွာကြာလာတဲ့အခါ စကော့ဟာတက်သားအလုံးရင်းနဲ့ဘန်ကိုမြေလန်ရှာဖွေစေပြီးတစ်ဖက်မှာတော့ရမ်ကိုလည်းချုပ်ထားပြီးနှိပ်စက်နေခဲ့ပါတယ်။သူဟာတပတ်ကိုတရပဲအစာစားရပြီးတော့တေလူမျောပါဖြစ်အောင်လှုပ်ခံထားရပေမဲ့စကော့လာကြည့်တဲ့အချိန်မှာတော့လန်လန်ဆန်ဆန်တွေ့လိုက်ရပါတယ်။ပမာမခန့်သူ့ရှေ့မှာလက်ကိုချီနှောင်ထားတဲ့တန်ကြိုးတွေကိုလေးကျင်ကန်လှုပ်ပြနေတဲ့ရမ်ကိုစကော့ကဒေါသတကြီးနဲ့မြေအောက်ကျင်းငယ်လေးတစ်ခုတည်းကိုပြစ်ထည့်ပိတ်လောင်ထားလိုက်ပါတော့တယ်။ တစ်ဖက်မှာတော့ဘန်နိုးအဖွဲ့ဟာသူတို့ကိုပိုက်စိတ်တိုက်လိုက်ရှာနေကြတဲ့နေချက်တက်ကိုရှောင်ကွင်းနေရင် နောက်ဆုံးစားစရာမရှိဘဲရေတောက်ပြီးနေရတဲ့အခြေအနေကိုရောက်လာခဲ့ပါတယ်။အဒီအချိန်မှာပဲနေချက်တက်တွေဟာသူတို့နေတဲ့နေရာတွင်းကိုဝင်ရောက်စစ်ဆေးပါတော့တယ်။ဒီတစ်ခါမှာတော့ဘန်အတွက်ရှောင်ပြေးစရာနေရာမရှိတော့ပါဘူး။အဆိုးဆုံးအခြေအနေကိုရင်ဆိုင်ဖို့စိတ်ကိုဒုံဒုံချလိုက်ပြီးချိန်မှာပဲမင်းကလေးတအူးကနေချက်တက်သားတအူးစီပြေးသွားခဲ့ပြီး ဆရာဟိုကျမတို့ကဲပေါင်းဆရာရေကြောင်ယောဂဖြစ်နေတဲ့လူတယောက်ရှိနေလို့ဆေးရုံပို့ပေးပါဟိုကုညီပေါင်းဆရာလို့ပြောလိုက်တဲ့အခါမှာနေချက်တပ်ဖွဲ့များဟာယောဂကူးဆက်ခံရမှာကိုကြောက်ပြီးပြန်သွားခဲ့ကြပါလေအဲ့ဒီမိန်းကလေးကရမ်ရဲ့ချစ်သူစီတာဖြစ်ပြီးဗမ်တို့အဖွဲ့ဟာနေချက်တပ်ကိုအရန်ကြောက်နေတာကိုမြင်ပြီးတော့အခုလိုဝင်ပြီးကုညီလိုက်တာဖြစ်ပါလေအဲ့ဒီနောက်မှာတော့ဗန်တို့အဖွဲ့ကိုစားတောက်စရာတွေကြွေးမွေးခဲ့ပါလေ စီတာကိုကျေးဇူးတင်စွာကြိလိုက်တဲ့ဘန်ဟာသူမဆွဲထားတဲ့ဆွဲကြိုးဟာရမ်မြက်ဆွဲကြိုးနဲ့ပုံစံတူနေတာတွေ့ရပြီးရမ်မြက်ချစ်သူဆိုတာနားလည်လိုက်ပါတယ်ပြီးတော့ရဲအရာရှိတဦးရဲ့ချစ်သူဖြစ်နေတာကြောင့်ကြောက်လန့်မိသွားစင်မှာစီတာစီကနေရမ်ဟာတော်လန်ရေးတက်သားတွေအတွက်လက်နက်တက်စင်မှုစူးစမ်းနေတာဖြစ်ကြောင်းသိလိုက်ရပါတယ်နောက်ထပ်သိလိုက်ရတာကရမ်ဟာမကြခင်ကွမျက်ခံရတော့မှဖြစ်တာကြောင့်သူမဟာရမ်မြက်အလောင်းကို လက်ခံတည်ယူသွားဖို့ဒေလီမြို့ကိုရောက်လာရပြီး ရမ်မာလဲသူ့ရဲ့အချစ်ဆုံးတငယ်ချင်းတယောက်ကိုကယ်ထုတ်ဖို့ကြိုးစားတာကြောင့်အခုလိုပြစ်ဒဏ်ကြခံသင်ခဲ့ရတဲ့အကြောင်းတွေကိုပါပြောပြလိုက်ပါတော့တယ်။အဲ့ဒီအခါမှာဘန်ကသူကရမ်ရဲ့အချစ်ဆုံးတငယ်ချင်းပဲဖြစ်တဲ့အကြောင်းကိုပြောပြလိုက်ပြီးသူ့ကိုယ်သူယူကျုံးမရဖြစ်နေပါတော့တယ်။အဲ့ဒီနေ့ကသူအထင်မှားပြီးရိုက်မချမိခဲ့ရင်သူတို့သုံးယောက်လုံးလွတ်မြောက်လာနိုင်တာကိုတွေးပြီးရင်နာမဆုံးဖြစ်နေတာပါ။ဘန်ကရမ်ကိုသူရောက်အောင်ကဲထုတ်ဖို့ဂရီပေးချောင်းပြောဆိုပြီးသူ့အစီအစဉ်အတိုင်းအရင်ညမှာပဲအချုပ်ထဲကိုခိုးဝင်သွားခဲ့ပြီးတော့ ရမ်ရဲ့မြေတိုင်းငယ်ကိုလိုက်ရှာဖွေခဲ့ပါတယ်။သူဟာမြေတိုင်းတွေကိုသူတို့ပါတီမှာအတူကခဲ့စဉ်ကစီးချက်များအတိုင်းခောက်တဲ့အခါရမ်လဲဗန်လိုက်လာပြီဆိုတာသိပြီးပြန်လဲအချက်ပေးလိုက်ပါတယ်။အဲဒီနောက်မှာတော့သူ့ရဲ့တန်မာတဲ့ခွန်အားနဲ့တကားကိုဆွဲဖွင့်ပြီးရမ်ကိုကယ်ထုတ်လိုက်ပါတယ်။ခြေထောက်မှာဒဏ်ရာရထားတဲ့ရမ်ကိုသူဟာထမ်းပိုးခေါ်ခဲ့ပြီးရမ်ရဲ့လက်မှာတော့တနတ်နှက်လက်နဲ့အဆောင်တွေကိုဒရဇက်ပြစ်ခတ်နေခဲ့ပါတယ်။ သူတို့နှစ်ဦးရဲ့လင်းမြန်ဖြက်လက်တဲ့လှုပ်ရှားမှုတွေကြားအဆောင်တွေဘာမှပြင်ဆင်ခြင်းမရခဲ့ပဲအတုံးယုံလဲကုန်ပြီးအဲ့ဒီနေရာက ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ RAM ထောင်ပေါက်ပြေးတဲ့တရင်ကို Scott ကြားတဲ့အခါမှာအထူးတပ်ဖွဲ့ကိုချက်ချင်းစေလွတ်ပြီးလိုက်စီပါတယ်။ Ben က RAM ကို Torring ကဆေးမြစ်တွေနဲ့ဒဏ်ရာကိုကုသပေးလိုက်ပြီးလေးနဲ့များတစုံကိုပေးခဲ့ပါတယ်။သူကအနီးနားမှာတောက်ရီတွားခတ်နေစဉ်မှာအထူးတပ်ဖွဲ့တွေဟာသူတို့ကိုဝိုင်းထားခဲ့ပါပြီ။ ဒါပေမဲ့တက္ကနအတွင်းမှာပဲရန်မြဲမြားပြစ်ချက်တွေနဲ့တပ်ဖွဲ့လုံးတည်ကုန်ပါတယ်။စကော့ကစစ်ကူထပ်ပို့ပေမဲ့ဘန်နဲ့ရမ်တို့ရဲ့ကြမ်းတမ်းတဲ့တိုက်ကွက်များအောက်မှာအကုန်ပြားပြားမှောက်ကုန်ကြပါတယ်။အရင်နောက်မှာတော့သွေးစုနေကြတဲ့သူတို့နှစ်ဦးဟာစကော့ရဲ့နန်းတော်တွေကိုခြေဦးပြန်လှည့်လာကြပါတယ်။ တို့စီကိုပြစ်ခတ်နေတဲ့အမြောက်ဆန်ကြီးကိုကွိပတ်ရှောင်းတိမ်းပြီးအနီးရောက်လာတဲ့အခါမှာတော့အရှိန်နဲ့လက်နက်တိုက်ထဲကိုမောင်းသွင်းလိုက်တဲ့ဗန်ရဲ့ဆိုင်ကယ်ကို ရမ်ရဲ့မီးများချက်စိုက်ဝင်သွားကလက်နက်တိုက်ထဲမှာကြီးမားတဲ့ပေါက်ကွဲမှုကြီးဖြစ်ပေါ်လာပါတော့တယ်။လက်နက်တိုက်တွင်းမှာရှိတဲ့ဘုံတွေအလုံးပေါက်ကွဲခဲ့တာဖြစ်လို့စကော့ရဲ့နန်းတော်ဝင်တစ်ခုလုံးတစားစီကျေမွားခဲ့ပြီးတပ်သားအလုံးနှီးပါလေတိတ်ဆုံးကုန်ပါတယ်။ ကြံရှိတဲ့တပ်သားအနေငယ်ကိုရံမြက်မြားချက်တွေနဲ့လိုက်လံအဆုံးသတ်ပေးခဲ့ပြီးဘန်ကလည်းလက်နက်တစ်တာတချို့ကိုတပ်စွန်ဆန်ပြားတွားယူထုတ်လာခဲ့ပါတယ်။အဲဒီချိန်မှာစကော့ကအနီးကတနတ်တလက်ကိုကောက်ပြီးကြည်ထိုးဖို့ကြိုးစားနေစဉ်မှာရံကပခုံးတဲ့တဲ့ကိုမြားချက်တစ်ချက်ပြစ်သွင်းလိုက်ပါတယ်။စကော့လက်ထဲကကြည်တော့ဟာလွင့်ထွက်လာပြီးရံကအဲဒီကြည်တော့ကိုအ мян ဖမ်းယူလိုက်ပြီးအခုလိုပြောလိုက်ပါတယ်။ဒီကြည်စံကအင်္ဂလိပ်တွေရဲ့သင်းမောကနေပင်လယ်ခုနှစ်ဆင်းကိုဖျက်ကျော်ခဲ့ပြီးမှရောက်လာတာ။ အိန္ဒိယနိုင်ငံသားတယောက်ရဲ့ဘဝထက်ပူတန်မှုကြီးတဲ့အဲ့ဒီကြည်စံကိုဘာလို့လွှတ်ပြရတာလဲဘန်သူ့ကိုကြည်စံပြန်ပေးလိုက်ပါသူ့နှလုံးသားတွေထည့်သိမ်းထားပါစေဘန်လည်းအဲ့ဒီကြည်စံကို Scott နှလုံးတဲ့တဲ့ကိုပြစ်သွင်းပြီးတေးသေးချာချာပြန်ပေးလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ဘန်ကမာလီကိုမိခင်ရင်ဝင်တဲ့ပြန်ထည့်ပေးနိုင်ခဲ့ပြီးသူတို့အားလုံးအပြုံးပန်းတွေဝေနေခဲ့ကြပါတယ်တဖက်မှာလဲ RAM ကသူ့ဖခင်ကိုဂရိပေးထားတဲ့အတိုင်းတော်လန်ကြီးတပ်သားတွေကိုလက်နက်တက်စင်နိုင်ခဲ့ပြီး ရုပ်ရှင်လေးဟာလည်းဒီမှာပဲအဆုံးသတ်သွားပါတော့တယ်။ဟုတ်ကဲ့ပါဒီကနေ့တင်ဆက်မှုကတော့ဒီလောက်နဲ့ပဲအဆုံးသတ်သွားခဲ့ပါပြီ။နောက်ထပ်ရုပ်ရှင်ကားကောင်းများစွာနဲ့ပြန်လာခဲ့ပါဦးမယ်ခင်ဗျာ။အားပေးခဲ့သူများအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။